ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ Victor Gyokeres နဲ့ပတ်သက်လို့ကျွန်တော်ရထားတဲ့သတင်းတချို့ကျွန်တော်ရှိတယ်ပေါ့လေ။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဒီမှာကျွန်တော်တို့ဒါ Record Portugal ကနေပြီးတော့ Gyokeres နဲ့ပတ်သက်လို့ဗာပြောထားလဲဆိုတော့ Victor Gyokeres က Manchester United ရဲ့ကန့်လှမ်းမှုကိုငင်းပယ်ခဲ့ကြောင်းသိရတယ်ဗောနော။ကစားမားရဲ့ကိုယ်စားလှယ်တွေက United အသင်းနဲ့ဆက်လက်ဆွေးနွေးမှာမဟုတ်ဘူးဆိုပြီးတော့အကြောင်းကြားထားတယ်ဗော။ ကျွန်တော်ကတော့ United က Victor Gyokeres ကိုဘယ်တော့မှကန့်လန့်တဲ့သတင်းကျွန်တော်တခါမှမတွေ့ဘူးအခုချိန်ထိတော့เนาะဒါပြင် Fabrizio Romano ကကျွန်တော်ဆက်ပြီးတော့ပြောထားတယ် United ရဲ့ဘက်ကတော့ Victor Gyokeres ကိုခေါ်ဖို့အတွက်ဂျူပန်နဲ့နေရာမှာကစားမဖြစ်သူတန်ကို အခြေဆက်တွေရှိနေစေဖြစ်တယ်ပေါ့နော် Victor Gyokeres ရဲ့အခြေအနေကို United က အမှန်ကန်ကျွန်တော်တို့သာလိုက်နေတယ်လို့အာဆင်နယ်ဘက်ကလည်းကစားမနဲ့ပတ်သက်ပြီးတော့ဆက်သွယ်မှုတွေပြုလုပ်နေစေဖြစ်တယ်ပေါ့နော်။ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်စပိုတင်းနဲ့ဒါကစားမတို့ရဲ့ဂျားထဲမှာရှင်းလင်းချက်တွေထုတ်ပြန်ပြောဆိုမှုတွေကိုအားလုံးကစောင့်ဆိုင်နေကြတယ်ပေါ့။ဆိုတော့ခြုံကြည့်ရမယ်ဆိုရင်လက်ရှိမှာအာဆင်နယ်ကလည်းဗီတာဂူခရက်စ်ကိုခေါ်ဖို့အတွက်ပို့ပြီးတော့အချိန်နီးအာယုံဆိုင်လာပြီပေါ့ဗျာ။ဒါအပြင်ကျွန်တော်တို့နေ United ကိုလည်းသူပြောင်းရွှေ့ဖို့ညင်းခဲ့တယ်ပေါ့။ကျွန်တော်ခဏကပြောသလိုပဲလက်ရှိတည်င်းက ဗီတာဂျူဂရက်စ်ဒီယူနိုက်တက်ရဲ့ကန့်လှန့်မှုကိုညင်းပယ်ခဲ့ကြောင်းသိရတယ်ဆိုတော့တကယ်ပြခဲ့ပါနော်ယူသားမိကြည်တာကျွန်တော်တို့ယူနိုက်တက်ကဘယ်တုန်းကမြန်ဗီတာဂျူဂရက်စ်ကိုကန့်လှန့်နေဆိုတဲ့သတင်းထွက်ခဲ့တယ်လေပေါ့နော်ကျွန်တော်တို့ကလက်ရှိချိန်မှာဟိုဘယ်လိုပြောမလဲအမ်ဘူမိုနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိုကလပ်တင်းနှစ်ခုကြားကျွန်တော်တို့ဆွေးနွေးနေကြတဲ့အဆင့်ပဲကျွန်တော်ရှိသေးတာအဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်တို့မှာငွေမရှိတော့ဘူး ငွေမရှိတော့တိုက်စစ်မှုမဝယ်ခင်မှာ United အနေနဲ့ကစားသမားတွေအရင်ရောင်းဖို့လိုတယ်။ရောင်းရင်းနဲ့ရတဲ့ငွေတွေကိုစုပြီးမှတိုက်စစ်မှုကျွန်တော်တို့ကဝယ်ဖို့ကြိုးပမ်းရမှာ။ Gilchrist ပဲဖြစ်ဖြစ် OC Man ပဲဖြစ်ဖြစ်မင်းတကြ Martita ပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်တိုက်စစ်ဝယ်ဖို့ဆိုရင်ကစားသမားတွေအရင်ရောင်းပြီးမှအသင်ဘက်ကလှုပ်မှရမှာ။အဲ့ဒီမတိုင်ခင်မှာလေအန်ဘူမိုရဲ့အပြောင်းရွှေ့ကစပါးမပါမာလို့ဘာလို့ဖြစ်နေတာ။ ဆိုတော့လက်ရှိကမ်းလှမ်းမှုကိုညင်းပယ်ခဲ့ရလောက်အောင်ကလည်း United ဘက်ကဘာကမ်းလှမ်းမှုမှမရှိတာတူဘာကိုသွားညင်းတယ်လဲပေါ့နော်။ဒါလိုမျိုးတွေဆိုတော့ဟိုလက်ရှိမှာဘယ်လိုပြောမလဲဒါတွေကပေါ့နော်ဖြစ်နိုင်ကြည်တွေအများကြီးရှိတယ်။ဒါတကယ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာမကမ်းလှမ်းတဲ့နဲ့ကျွန်တော်ဘယ်လိုသွားညင်းမလဲပေါ့နော်။ပြီးရင်လည်းပဲအသင်းဘက်ကကျွန်တော်တို့ဒါအပူရလေပုံကိုရေးဆိုင်ရသဘောတူညီမှုရောက်မြန်ကျူးပန်းနေသလားပေါ့အဲကျူးပန်းရအောင်ကလည်းအခုချိန်ဒီ United ကတိုက်စစ်မှုနဲ့ပတ်သက်ရင် ဘသူကိုထိတ်တန်းပြစ်မှတ် ပြီးဦးစားပေးခေါ်မလဲဆိုတဲ့တဲ့ရင်ကလည်းဘာမှန်ကိုကျွန်တော်မထွက်သေးဘူးဖြစ်နေတာတော်တော်တိုင်ပတ်ပါတယ်တော်တော်တိုင်ပတ်ပါတယ်ဆိုတော့ဒါကြောင့်ပေါ့နော်ဟိုရိုမန်နိုရဲ့ပြောပုံရတော့ United ကတော့ဟိုဒါအဆက်အသွယ်တွေရှိနေတော့ပေါ့လေအခုချိန်ကြီးက Gilchrist နဲ့ပတ်သက်လို့ရှိရင်တော်တော်တိုင်ပတ်နေတာကျွန်တော်ပြောသလိုပဲကစားမက28နှစ်28နှစ်ဆိုတော့သူတို့ဒါဘယ်လိုပြောမလဲ28နှစ်ပဲကစားမတရားကိုပေါင်တန်း60ကနေ80လောက်ထိကုန်နိုင်မဲ့အခြေအနေမျိုးမှာ ဘယ်အသင်းကမှတိတ်စိတ်ဝင်စားရှိတော့တဲ့အခြေအနေမျိုးမဟုတ်တော့ဘူးဒါကလည်းကစားသမားဘက်ကတည်တယ်။ Okay 28နှစ်ပဲကစားမတစ်ယောက်ကိုပေါ့ငါလိုကောင်းမျိုးတစ်ယောက်ကိုဘယ်အသိမှတန်းတန်းက80ပညာပေးမှာမဟုတ်ဘူး။ဒါကြောင့်လည်းပဲ supporting အနေနဲ့သူတို့တီးခဲ့တဲ့ဟိုလေသူတို့ပြောခဲ့တဲ့ဂရိကိုတီးဖို့ဒါသူတို့ကတောင်းဆိုနေတာ။နော်ဘာကြောင့်လဲဆိုတော့ supporting Lisbon တောင်းရှိသူတွေကပေါင်း59တန်းနဲ့ဆိုရောင်းချမယ်ဆိုပြီးတော့ပြောထားတာ။အခုပေါင်း59တန်းလေဟိုကလက်မလွတ်တော့ဘူးလုပ်နေတာ။ ဆိုတော့ဒါကြောင့်လည်းပဲ Gucres နဲ့ Sporting ရဲ့ဂျာတွေမှာပြက်တနာတွေတက်နေတာဒီကောင်တွေသိတယ်လေအာငါကတော့နော်29နှစ်ရှိနေပြီငါကတော့ဒါမျိုးလို့အဲ့မှာတော့ပဲ Sporting ကပတ်စံအယောင်းတောင်းမယ်ဆိုလို့ရှိရင်ငါတော့ပြောင်းချင်တဲ့အသင်ပြောင်းမှာမဟုတ်ဘူးဆိုတဲ့ပုံစံတွေဖြစ်နေမှာဆိုတော့ဘယ်အသင်းကမှမခေါ်ဘူးညာလောလောဆယ်မှာဘယ်အသင်းကမှကျူးပန်းနေတာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုပဲကစားမရဲ့အဲ့ဒီအသက်ရွယ်နဲ့အဲ့လောက်ဈေးကိုဘယ်သူမှမပေးဘူးကျွန်တော်မရှိဘူးနောက်တစ်ခုက Portuguese League ဆိုတာက Top 5 League ထဲမှာတော့မပါဘူး နော်ဥရောပရဲ့ top 5 league တဲမှာတော့မပါဘူးဆိုတော့အဲ့ဒီ league ကလာတဲ့ကစားသမားတွေကိုဈေးကြီးပေးတဲ့အနေအထားမျိုးတွေမှာအောင်မြင်ခဲ့တဲ့ကစားမှာခက်ရှားရှားပဲကျွန်တော်အနေနဲ့ဟိုကျွန်တော်ထားပါတော့ဗျာလက်ရှိမှာဟိုဘယ်လိုပြောမလဲအန်ဇိုဖန်နက်စ်တို့ပါတော့22နှစ်ရွယ်မှာပေါင်သန်း100ကျောင်းပြီးခဲ့ရတယ်တန်းတရာနဲ့ခြေတန်းနဲ့ခြေသွင်းဘယ်တော့မှမမြင်ရဘူးပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဒါဝင်နူးနဲ့တန်း80ကျောင်းကျွန်တော်ပြီးခဲ့ရတယ်ဂျာဝဖီလစ်တန်း100ကျောင်းကျွန်တော်တန်း120ကျောင်းကျွန်တော်ပြီးခဲ့ရတယ်ဘင်ဘီကားအနေနဲ့ ဒါကြောင့်ဘောနော်ပေါ်တူဂီလီကနေပြီးတော့ကစားမားတွေကိုဈေးကြီးပေးဝယ်မယ်ဆိုရင်အသင်းတွေအားလုံးကသတိထားလာကြပြီဟိုအရင်တုန်းကလိုမျိုး top 5 league တွေဘာတွေထဲမှာမပါတော့ဘူးဗျာတိုင်းပတ်ကုန်ပြီအဲ့ဒါကြောင့်မလို့ပေါ်တူဂီလီကလာတဲ့အရေးချင်းကတကယ်တကယ်ထားပါတော့ပရီးမီးယားလိဖြစ်ဖြစ်တခြားဘယ်ဘယ်ဖြစ်ဖြစ်အစင်ရောပြေပါမလားဆိုပြီးတော့အသင်းတွေကတန်တရားဝင်ကြတာအသက်အရွယ်ကြောင့်ရောပေးရမယ့်ဈေးကြောင့်ရောအခုချိန်ထိထိရောက်အောင်ကန့်လန့်ဖို့ကြိုးပမ်းနေတဲ့အသင်းပါညာဆိုတော့မရှိသေးဘူးမရှိသေးဘူးဒါကြောင့်ဘောနော်ကျွန်တော်အနေနဲ့ဒီ လက်ရှိထွက်လာတဲ့သတင်းတွေကတော့လာမယ့်ရက်ပိုင်းအတော်တွင်းကိုပဲစောင့်ကြည့်တင်သေးတယ်လို့ကျွန်တော်ထင်တယ်။တနင်္လာနေ့မှာအပြောင်းအရွှေ့ကျွန်တော်တို့သုံးလားပြန်ဖွင့်မယ်။အဲအဒီမာတွေမကဘူးဂျားတွေမှာလည်းသတင်းတွေထပ်ပြီးတော့ထွက်လာအောင်ပါဒီကြတာတကူကတော့ United ကမကန်လဲမနဲ့เนาะကျွန်တော်ကညင်းလိုက်တယ်ဆိုတဲ့အခြေအနေမျိုးပါတဲ့ယုံကြည်စရာအများကြီးမရှိဘူး။သို့တော်လည်းပဲအသင်းဘက်ကလက်ရှိကိုရီးယားပြစ်မှတ်ပြီးအန်ဘူမူရဲ့အပြောင်းရွှေ့ကိုသူတို့အာယုံဆိုင်နေတယ်။အန်ဘူမူတောင်မှမင်းကိုလူချင်းတဲ့ပုံစံမျိုးမဟုတ်ဘူးဖြစ်တင်ထားတဲ့ပူတောင်းနေတယ်ဆိုရင်အသင်းဘက်ကနောက်ဆုံးမဲ့ဘာညာလေးတဲ့တင်းတွေကထွက်လာတာ။ ဆိုတော့ဒါကြောင့်ပေါ့နော်လက်ရှိထွက်တဲ့သတင်းတွေကအတိုင်းအတာတစ်ခုတည်းတော့စောင့်ကြည့်ရအောင်မယ်ဘာမှသိပြီးတော့ယုံကြည်ခြင်းစရာမကောင်းဘူးလို့ကျွန်တော်ထင်တယ်။သို့တော့ညီကလူရောဘလို့မြင်ရလဲ28နှစ်ရွယ်ကစားမတရားကိုတန်း80တိပြည်ပြည်ရောယူနေတဲ့ကျိုးပန်းတင်တယ်လို့ထင်ကြလား။ဒါမှမဟုတ်အသိဉာဏ်နေရောကျွန်တော်တိုက်စစ်နေရမှာဘသူကိုခေါ်ဖို့ရအောင်ကျိုးပန်းတင်တယ်လို့ထင်ကြလဲအဲ့ဒီပမာဏနဲ့ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။